အလုံးမင်္ဂလာပါဇမတ်ဒီနေ့ပြောပြချင်တာကမိမိရဲ့အိမ်မှာစီးပွားဥစ္စာလက်လက်ဘက်တွေတို့တက်ဖို့အတွက်ဘာတွေလိုအပ်တယ်လဲဒါလေးတွေကိုပြောပြချင်ပါတယ်အထက်ကအဖြစ်တော့ဆ iam မတို့ရဲ့ဗေဒင်ပညာမှာဥစ္စာဒဏဆိုတဲ့ကံကောင်းခြင်းမကောင်းခြင်းဆိုတာအတန်ဘာဝတွေကိုကြည့်တဲ့အပြင်ကြာသာပရိချိုကိုလည်းကြည့်ရပါတယ်ကြာသာပရိချိုအရင်ကောင်းနေမယ်ကြာသာပရိချိုကအတန်ကောင်းမှရက်နေမယ် ကြာတာရေးချိုကြည့်အောင်ဥစ္စာဒဏ္ဍာကိုပေးနိုင်တဲ့အင်အားနဲ့ရှိနေမယ်ဆိုရင်အဲ့ဒီဇာတာရှင်ဟာဘဝမှာချမ်းသာတိုးတက်ပါလိမ့်မယ်။ဒါပေမဲ့ဘယ်အချိန်လဲဆိုရင်တော့အဲ့ဒီဆက်ဆက်နေတဲ့ဂျိုရီရဲ့အချိုးပေးတဲ့ဒသာကာလကိုထပ်ပြီးတော့ရှာပြီးဟောဆိုရတာဖြစ်တယ်။အဲ့တော့ဆရာမဒီနေ့ပြောချင်တာကဇာတာကိုမသိဘူးထား။ဘယ်အချိန်ချမ်းသာမယ်ဆိုတာမသိဘူးထား။ကိုယ်ဇာတာမှာလဲကြာတာရေးချိုကြည့်ဘလို့ရက်နေတယ်ဆိုတာမသိဘူးထားလိုက်။ဒါပေမဲ့ အဲ့ဒီကြာသာပရိချိုကြီးကောင်းချိုးအဖျားဖျားဖြစ်လာဖို့လူတိုင်းလူတိုင်းလှုပ်ဆောင်လို့ရတဲ့အကြောင်းလေးပြောပြချင်တာပါမိမိရဲ့ကန်ဆာတာမှာကြာသာပရိချိုအားနည်းနေရင်တော့အဲ့ဒီအားနည်းတဲ့ကြာသာပရိချိုကိုအင်အားဖြည့်နိုင်တဲ့အလုပ်တစ်ခုမိမိရဲ့ဇာတာမှာကြာသာပရိချိုအားနည်းနေရင်ဖြည့်နိုင်တယ်လို့ကြာသာပရိချိုအားရှိနေရင်လည်းပိုပြီးအင်အားကောင်းအောင်ဖြည့်နိုင်တဲ့အရာတစ်ခုရှိတယ်အဲ့ဒါလူတိုင်းလုပ်နိုင်တယ်နော်အဲ့ဒါကဘာလဲဆိုတော့ကြာသာပရိချိုကြီးဟာ ဒီကဘာစัจ java ဝလာကြီးမှာဘာကိုကိုစားပြုတာလဲဆိုတော့အတန်လှိုင်းကိုကိုစားပြုတယ်အတန်ဆိုတဲ့အရာကိုကိုစားပြုပါတယ်ဒါကြောင့်အတန်ထွက်လာတဲ့အရာတွေမိမိအတွက်မိမိရဲ့ဒဏအောက်စာပညာကိုဖြစ်စေပါတယ်ဂျာတာရေချိုဟာအတန်လှိုင်းကိုကိုစားပြုတာဖြစ်တဲ့အတွက်အထက်ကအဖြစ်မိမိနှုတ်ကထွက်တဲ့အတန်လှိုင်းတွေ ကောင်းသောကုသိုလ်ကိုဥတည်သောအသင်လှိုင်းဖြစ်ရင်ဇာတာပရိအင်အားကောင်းမယ်။မကောင်းသောအာကုသိုလ်ကိုကိုစားပြုရင်ဇာတာပရိချို့အာယုံ။ဒါကြောင့်လူတိုင်းလူတိုင်းဇာတာပရိချို့ကြီးကောင်းချိုးအင်အားကြီးဖို့အတွက်ကိုတိုင်ကိုတိုင်ကိုစီကိုစီဆောင်ရွက်နိုင်တဲ့ဆိုတာမိမိနှုတ်ကချိုတာသောစကားကိုပြောပါကောင်းသောစကားကိုပြောပါရုပ်ရင်ကြမ်းတမ်းသောဝါဟာရတွေကိုရှောင်ပါ ဒီပြန်မှာမိမိရဲ့အတန်ချောက်မိမိရဲ့မိသားစုမိမိရဲ့ပါဝင်ခြင်းမိမိရဲ့ဆွေမျိုးမိတ်ဆွေတွေမှာစိတ်အနှောက်ရှက်ဖြစ်မသွားအောင်တရိပ်ထားပါအဲ့ဒီလိုဆောင်ရွက်လာတာနဲ့အမျှမိမိရဲ့အတန်ကဖြစ်ပေါ်လာတဲ့အင်အားတွေဟာမိမိရဲ့ကံမှာရှိနေတဲ့ Jupiter ဆိုတဲ့ကြာသာပတိချိုကြီးကိုစားပြုတဲ့ဥစ္စာဒါနကို တဖြည်းဖြည်းချင်းအင်အားကြီးမားစေပါတယ် ဒါကြောင့်မိတ်ဆွေတို့ကိုစီကိုစီ ဆောင်ရွက်ကြည့်ပါအဲ့တော့ဂျာသာပြေချိုကြည့်အင်အားကြီးဖို့အတွက်ဖျားကုံတော်ရီပဋ္ဌာန်းနေဂါထာရီမန္တန်နေရွတ်ဖက်တရေဆယ်ပူဇော်ခြင်းဟာလဲအလွန်ကောင်းမွန်ပါတယ်ဒါပေမဲ့မေးစရာရှိတယ်ဆရာမကြီးဂုံတော်ရီပဋ္ဌာန်းနေဂါထာရီဟာဘုရားဘာသာတွေပဲပူဇော်လို့ရတာလေ ဘာသာကြားတွေအတွက်ဘယ်လိုလုပ်မလဲဒါဆိုရင်ဘာသာကြားတွေကရောဥစ္စာဌာနနဲ့ပတ်သက်တဲ့အထောက်အပံ့တွေကိုတို့မလုပ်နိုင်တော့ဘူးလားလို့မေးစရာရှိပါတယ်ဒါကဘာသာကြားတွေဒီလဲပဲအတန်ကြောင့်ဖြစ်ပေါ်လာတဲ့ကောင်းချိုးတွေကိုရအောင်လူတိုင်းလုပ်နိုင်ပါတယ်မိမိရဲ့အတန်ကြောင့်မိမိရဲ့ထွက်လာတဲ့အတန်ပေါ်မှာခံစားမိလိုက်တဲ့လူတိုင်းဟာစိတ်ချမ်းသာခြင်းကိုဖြစ်စေဖို့ မိမိပြုတ်လိုက်တဲ့အတန်ကြောင့်ဖြစ်ပေါ်လာတဲ့နာတော်တဆင်ခြင်းသည်စိတ်ညှဉ်းညူခြင်းမဖြစ်အောင်မိမိပြုတ်နိုင်ရင်ဖရာဂုံတော်ဂါထာမန္တန်တမကစကားပြောဆိုခြင်းရဲ့လေယူလေသိန်းကိုအကောင်းဆုံးဖန်တီးနိုင်မယ်ဆိုရင်အဲ့ဒီပုံကဟာဗုဒ္ဓဘာသာတမကဘလို့ဘာသာဝင်ပဲဖြစ်ဖြစ်အတန်ကြောင့်ဖြစ်ပေါ်လာတဲ့ကောင်းကျိုးတွေကနေမိမိရဲ့ကံစာတာကိုမြင့်တင်ပြီး မူလကန်စာတာမှာရှိတဲ့ဂျာတာပရိချုံအာနေနေရင်အင်အားတဖြည်းဖြည်းတိုးလာမယ်အားရှိနေရင်ပိုပြီးကြီးမားတဲ့အင်အားတွေဖြစ်ပေါ်လာစေမယ်ဒါကြောင့်ဆရာမပြောချင်တာကတော့အရေးအကြီးဆုံးဟာမိမိနှောက်ကထွက်တဲ့အပန်းမိမိပြုတ်လိုက်တဲ့အရာကြောင့်ဖြစ်ပေါ်လာတဲ့အပန်းတွေဟာမိမိပဝန်းကျင်မှာရှိတဲ့သူတွေတဘာသူတွေအတွက် စိတ်အနှောက်အယှက်ဖြစ်စေတယ်ဆိုရင်အဲ့ဒီလူသည်အပန်းကို အကြောင်းပြုသောဂျာတာဘရီဂျိုဂျီရဲ့ကောင်းမွန်သောအင်အားကိုဖြည့်ဆည်းနိုင်ခြင်းမရှိဘူးလို့အဲ့ဒီလိုနားလည်ရမှာဖြစ်တဲ့အတွက်ဒီနေ့ကနေစပြီးဆ ्याम တို့မိတ်ဆွေတို့အားလုံးမိမိရဲ့နှုတ်ကထွက်တဲ့အတန်ကြောင့်တပါးတွေကိုစိတ်ချမ်းမြေ့စေခြင်းကဥတီဆောင်ရရမှာဖြစ်တဲ့မိမိပြုတ်လိုက်တဲ့အပန်ချောင်းတပါးသူတွေမှာ အေးချမ်းသောစိတ်ကြည်လင်သောစိတ်တက်ကြွသောစိတ် အဆရှိတဲ့ကောင်းသောစိတ်တွေကိုဖြစ်ဖို့အတွက်ရည်ရွယ်ပြီးဆောင်ရွက်သွားဖို့လိုပါတယ်။ဒါကြောင့်မိစေတို့အားလုံးအတန်ကြောင့်ဖြစ်ပေါ်လာတဲ့ကောင်းချိုးတွေကိုခံစားရရှိဖို့အတွက်ကောင်းမွန်ပိန်မွေသောစကားတို့ကို ပြောဆိုခြင်းနဲ့အေးချမ်းသာယာသောအတန်တို့ဖြင့်ပြောဆိုခြင်းကို ဆောင်ရွက်ကြပါစို့။